်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်။စူးစီးအားနဲ့သာဆိုရင်မကြခင်စင်အုပ်စုဤကုန်းချုပ်ရမယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နှစ်ပေါင်း90ကျော်အခြေတီခိုင်မာလာတဲ့စင်အုပ်စုကိုအပီးပြတ်တိုက်ထုတ်ဖို့အတွက်လွယ်လွယ်ကူကူမဟုတ်ခဲ့ပြီးမယ်။အခက်ခဲကြကပဲစင်အုပ်စုရဲ့ထောက်တိုင်အားလုံးဤပါကိုတော်လိုင်းတပ်ဖွဲ့တွေကချင်းနေအောင်တိုက်ခိုက်ထားနိုင်ခဲ့ပါရယ်။အခက်ခဲကိုစီရှိတဲ့တော်လိုင်းအင်အားစုတွေကကိုပိုင်နီလန့်ပေါင်းစုံနဲ့စင်အုပ်စုကိုဦးတည်တိုက်ထုတ်နေတာကြောင့်စစ်ကောင်စီလက်လွတ်ရတဲ့နေမြေကနိုင်ငံရဲ့ထက်ဝက်ကျော်ထိရှိလာခဲ့ပါရယ်။ ကိုစီတိုက်ပွဲတွေနဲ့အောင်မြင်နေတာဖြစ်ပေမဲ့လည်းတနိုင်ငံလုံးအောင်မြင်ဖို့ကိုလည်းတပ်ပေါင်းစုအတွင်းနဲ့စုပေါင်းတိုက်ထုတ်ဖို့ကိုလည်းအားလုံးကကြိုးပမ်းနေကြပြီဖြစ်ပါတယ်။ကိုစီကိုစီအောင်မြင်မှုတွေနဲ့စေအုပ်စုကိုနှလည်းမထူနိုင်အောင်တိုက်ထုတ်ထားနိုင်တယ်လို့အားလုံးအတူယုံကြည်ထားတဲ့စုပေါင်းတိုက်ပွဲတွေနဲ့သာစုစုစည်းစည်းတိုက်ထုတ်နိုင်ခဲ့ရင်စေအုပ်စုရဲ့အဆုံးသက်ကလက်ငင်းရောက်လာမှာ ဖြစ်ပါတယ်။တနိုင်ငံလုံးလူမျိုးရေးမဖြစ်မနေရှိရမှာဖြစ်တဲ့အတွက်တနိုင်ငံလုံးလူမျိုးရေးသွားဖို့အတွက်ကျွန်တော်တို့အားလုံးစုစုစည်းစည်းနဲ့မဟာမိတ်တွေရှိနောက်တောင်မြောက်ဖြစ်နိုင်ရင်အထက်အောက်အကုန်လုံးပေါ်ဒီဟာရီကျွန်တော်တို့ ိုးပေါင်းပြီးလောက်ကင်ဆောင်ရွက်နိုင်မှာတာလင်းတနိုင်ငံလုံးလွတ်မြောက်မှာလို့ KNDF ဒုတိယဆေးဦးစီးချုပ်မာဝီကမလာတရက်နေ့ကပြောကြားခဲ့ပါတယ်။ ရခိုင်ရုံးမတကြောကနေမကွေးတိုင်းဘက်ကိုမဟာပြူအောင်မြောက်ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတဲ့ကျောင်းသားလက်ရုံးတက်တော် SAF ကလည်းစစ်ကောင်စီတပ်အမြင့်ဖြတ်ဖြိုချနိုင်ဖို့အတွက်တော်လိုင်းတပ်ပေါင်းစုတွေရဲ့အင်အားကအရေးကြီးတာကြောင့်စုပေါင်းတိုက်ထုတ်ရမှာဖြစ်တယ်လို့ဇန်နဝါရီတရက်ကထုတ်ပြန်ခဲ့ပါတယ်။တပ်ဖွဲ့ချင်းအနေထားရအခက်ခဲတော့အနေနဲ့အများရှိမှာပါတပ်ပေါင်းစုအနေနဲ့စစ်ရေးကိုဟန်ချက်ညီညီဖော်ဆောင်ရင်အောင်မြင်မှုလည်းပိုရမှာပါလို့ချင်းအမျိုးသားတမရုံရဲ့ပြောခွင့်ရဆလိုင်းထက်နီကဖေဖော်ဝါရီလကပြောပါတယ်။ဒီလိုတော်လိုင်းကိုအင်တိုင်းအားတိုင်းတိုက်ပွဲဝင်ဆင်နွှဲနေတဲ့တော်လိုင်း က်နက်ကင်အင်အားစုတွေကတပ်ပေါင်းစုအဖြစ်နဲ့အာဏာရှင်စစ်အုပ်စုကိုစုပေါင်းတိုက်ထုတ်နိုင်ဖို့ကြိုးစားနေကြပြီဖြစ်ပါတယ်။စုပေါင်းအင်အားနဲ့အကောင်ကောင်တိုက်နိုင်တဲ့အချိန်မှာတော့အာဏာရှင်စစ်အုပ်စုအတွက်ပြေးစရာမြေမရှိတော့တဲ့အထိတော်လိုင်းကအင်အားကောင်းလာမှာပဲဖြစ်ပါတယ်။စုပေါင်းအင်အားကိုကြောင်းလန့်နေတဲ့ရှမ်းသူစစ်အုပ်စုကလည်းနီလန်မျိုးမျိုးနဲ့မစုစည်းနိုင်အောင်သွေးခွဲတိုက်ခိုက်လေးရှိပါတယ်။အင်အားအကောင်ဆုံးဖြစ်ခဲ့တဲ့ညီနောင်သုံးဖော်ကိုလည်းနေမြင့်အငင်းပွားတဲ့ကဒါဝတ်စာရီနဲ့နီလန်မျိုးစုံသွေးခွဲတိုက်ခိုက်နေခဲ့ပါတယ်။ ဒေါ်လိုင်းတပ်ဖွဲ့တွေအချင်းချင်းစုစည်းမှကိုကြောင်းလန့်နေတဲ့စေအုပ်စုကလည်းလူမျိုးစုလက်နက်ကင်တပ်ဖွဲ့များနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့များကိုလည်းနေစဉ်သွေးခွဲတိုက်ခိုက်လေရှိပါတယ်။ရခိုင်နဲ့ရိုဟင်ဂျာချင်းနဲ့ရခိုင် DNL, KYA, DNL နဲ့ UWSA စတဲ့အဖွဲ့အစည်းတွေအချင်းချင်းကြားသွေးခွဲဖို့နီလန့်မျိုးမျိုးနဲ့နေစဉ်ဝါဒဖြန့်နေကြပါတယ်။ဒေါ်လိုင်းတပ်ဖွဲ့တွေစုပေါင်းတိုက်လာရင်မိမိအတွက်ကြာဆုံးခန်းဖြစ်လာမှာကိုလည်းစေအုပ်စုကလက်ခံယုံကြည်နေပြီးဒေါ်လိုင်းတပ်ဖွဲ့တွေကလည်းဒေါ်လန့်သူအချင်းချင်းစစ်ကောင်စီကိုစုပေါင်းတိုက်ထုတ်နိုင်ရင်စေအုပ်စုအတွက်ထွက်ပေါက်မရှိကြာဆုံးမယ် တာသိနေကြပါပြီ။ကိုပိုင်းစိုးမိုးရနေမြေတွေမှာစစ်ကောင်စီကင်းစင်အောင်လုပ်ရင်းနဲ့စစ်ကောင်စီအတွက်နေမြေကျင်းတဲ့ကျင်းလာနေတာကြောင့်စိုးမိုးနေမြေကိုထိန်းချုပ်ထားနိုင်တဲ့ဖွဲ့စည်းတီတီကစုစုစည်းစည်းနဲ့တိုက်ခိုက်လာတဲ့တနေ့ကတော့စစ်အာဏာရှင်စစ်အုပ်စုအတွက်အဆုံးသတ်ရမယ့်နေ့ပဲဖြစ်ပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ပလဝကိုအေးကမတိုက်ခိုက်ရင် ချင်းပြည်မလွတ်မြောက်နိုင်ကြောင်းချင်းညီနောင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပလဝဒေသမှာစစ်ကောင်စီကင်းစင်ရင်အရခတ်တတော်အင်းကမတိုက်ခိုက်နိုင်ရင်ချင်းပြည်မြည်တိနေရာမှာလွတ်မြောက်မှာမဟုတ်ကြောင်းချင်းညီနောင်စီပီပြောခွင့်ရစလိုင်းရောမန်ကပြောပါရယ်။ချင်းပြည်ရှိကျင်းတွေးမတူပြီးကံပတ်လက်မင်းတက်ဖလန်းစားတဲ့မြို့နယ်တွေကိုချင်းညီနောင်စီပီကသိမ်းပိုက်ထားပြီးကျန်တဲ့မြို့နယ်တွေကိုသိမ်းပိုက်ရရှိဖို့စစ်စင်ရေးတွေဆက်လက်ဆောင်ရွက်နေပါရယ်။စီပီပြောခွင့်ရစလိုင်းရောမန်ကပလက်ဝတ်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေ ဖြူဟာစကန်းတွေအကုန်လုံးကိုသာအင်းအေးကမတိုက်ခတ်ရင်ချင်းပြည်နယ်ပင်နေရာမှာမှကျွန်တော်တို့စစ်စင်ရင်လုံနိုင်မှာမဟုတ်ဘူးပလဝါကိုသာအင်းအေးကစစ်ကောင်စီကင်းစင်အောင်မလုပ်ခဲ့ဘူးဆိုရင်မတူပီလွမြောက်လာစရာအကြောင်းမရှိဘူးကျင်တွင်းလုံးဝမလွမြောက်နိုင်ဘူးကံပလတ်မလွမြောက်နိုင်ဘူးမင်းတက်မလွမြောက်နိုင်ဘူးလိုင်လင်ပြီးတောက်လျှောက်ပင်နေရာမှာမှလွမြောက်မှာမဟုတ်ဘူးသူတို့ရဲ့စစ်ကောင်စီရဲ့ထောင်ထဲကြီးတဲ့အင်အားတွေရှိတာကို 200 300လောက်ပဲစစ်ကူပို့လာရုံနဲ့ကျွန်တော်တို့တော်တော်ခက်ခဲမှာဖြစ်တဲ့ချင်းပြည်ဒီတိုင်းတာဒီလွတ်မြောက်ဖို့ဘလို့မှမဖြစ်နိုင်ဘူးလို့ပြောပါရယ်ပလဝါမျိုးနယ်ကိုအရခန့်တက်တော်အင်းကစစ်ကောင်စီတမတိုက်ယူနိုင်ခဲ့တဲ့အတွက်ချင်းညီနောင်ဖွဲ့ကအချားမျိုးနယ်တွေတိုင်းနိုင်ခဲ့ကြဆက်လိုင်းရောမှန်ကပြောပါရယ်ချင်းညီနောင်ဖွဲ့ကအရခန့်တက်တော်အင်းရဲ့စီးရေးအကူအညီများအပြင်မိမိရဲ့ကိုပိုင်အင်အားနဲ့ကျင်းတွေးမတူပြီးကံပလတ်မင်းတပ်ဖလန်းစားတဲ့မျိုးတွေကိုတင်ပိုက်ထားပါရယ်ပလဝါတီသွားမှာစစ်ကောင်စီကင်းစင်သွားခြင်းကချင်းညီနောင်စီးပြီးအတွက်အရေးပါတယ်လို့အရခန့်တက်တော်အင်းတွင်လည်း က်ခိုင်ပြည်လွမြောက်ရေးအတွက်အရေးပါကြောင်းစလိုင်းရောမန်ကဆက်လက်ပြောပါရယ်ပလဝါကအေးရဲ့အမျိုးသားလုံခြုံရေးပါအေးအတွက်လည်းဘလို့ပြောမလဲ Confederate တက်မနေတဲ့သဘောလိုပဲပြောလို့ပြော Independent လိုပဲပြောပြောဘလို့ပဲပြောပြောဒါပေမဲ့အေးအတွက်အဓိကအရေးကြီးတာကတော့အမျိုးသားလုံခြုံရေးနဲ့အမျိုးသားအကျိုးစီးပွားပဲအဲ့ဒီလုံခြုံရေးချိန်ချမှုအကြီးဆုံးကပလဝါပဲပလဝါမှာစစ်ကောင်စီပြန်ပြီးခြေကုပ်ယူနိုင်ရင်ရခိုင်တပြည်လုံးရဲ့လွမြောက်ရေးရခိုင်တပြည်လုံးရဲ့လုံခြုံရေးအတွက်ချိန်ချောက်ခံရပြီပဲ ပြောစင်နာကရခိုင်ပြည်ဝင်ပေါက်ကမကွေးအန်ပကိုးတောင်ကုန်းနဲ့အင်ယာရီကွာဘတ်တွေမှာထိန်းချုပ်ထားနိုင်ပြီးပင်ပလောမာတာစစ်ကောင်စီကအင်ယာအလုံးကြီးနဲ့နေရာပြောင်းဝင်ယူလိုက်ပြီးဆိုရင်ဘာမှတနိုင်တာမဟုတ်ဘူးပလဝါကစစ်ကောင်စီတပ်သားအယောက်900လောက်ဆင်းလာတာဟာတောင်ကုန်းအန်ဘက်ကအယောက်9000လောက်ထိုးစစ်ဆင်းတာနဲ့ညီမျှတာပေါ့အရခဒေတာအတွက်လုံခြုံရေးမဟာပြူဟာကြတဲ့အနေနဲ့ပလဝါကိုအရင်ကထိန်းထားရတယ်လို့ပြောပါတယ်ချင်းညီနောင်စီပီကချင်းပြည်နယ်မှာစစ်ကောင်စီရဲ့စစ်ကြောင်းတိုးတိုက်ခိုက်မှုတွေအလူးလေခံနေရချိန်မှာကုညီပေးနိုင်သူမရှိကြ ြပဲနောက်ဆုံးမှာအင်းအင်းကလက်နက်ခင်းရများနဲ့စိတ်ခွန်အားများရရှိခဲ့ကြောင်းသိရပါတယ်။ပလောင်ဝရှိနေပတ်သက်လာရင်မြေပြင်ကသာအဆုံးဖြတ်ပြီးမှဖြစ်ပြီးဒေသခံပြည်သူတွေရဲ့လူလားချက်နဲ့ရှားပိုင်ခွင့်အခွင့်အရေးတွေကအရေးကြီးကြောင်းချင်းညီနာပြောခွင့်ရဆလိုင်းရောမန်ကဆိုပါတယ်။အရခတ်တက်တော်အေအေနဲ့လည်းပလောင်ဝဒေသကိုအပြောခံအမုန်းခံပြီးမှထိန်းထားကင်ထားတာဖြစ်ပြီးနောက်မှာပလောင်ဝရှိကိုစပွဲဝိုင်းမှသာဆွေးနွေးသွားမယ်လို့ချင်းညီနာကပြောဆိုထားပါတယ်။ လန်ဝဒေသကချင်းပြည်နယ်ဖြစ်ကြောင်းကိုလည်းခံယူထားတယ်လို့ချင်းပြည်နယ်တာဝန်ရှိသူတွေကစွန်လာ၁၈ရက်နေ့သတင်းစာရှင်းလင်းပွဲမှာပြောကြားထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ဒေါအောင်ဆန်းစုကြည်မွေးနေအိန္ဒိယတန်ယုံကွန်ပျူပန်းကျင်းပို့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အသက်၈၀ပြည့်မွေးနေ့အထိမ်းအမှတ်ဖြင့်ရန်ကုန်ချင်းဆိုင်အိန္ဒိယတန်ယုံကကွန်ပျူပန်းကျင်းတစ်ခုကိုရန်ကုန်မြို့ပဟန်းမြို့နယ်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NND ရုံးချုပ်ထံမှနေ့ကပြောပို့ထားခဲ့ကြောင်းသိရပါတယ်။အမေရိကန်နဲ့ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအပါအဝင် ံကုန်အခြေဆိုင်တန်ယုံတချို့ကဒေါအောင်ဆန်းစုကြည်မွေးနေ့ကိုလူမှုကွန်ရက်စာမျက်နှာတွေကနေတဆင့်ဂုံပြူစုတောင်းစကားဆိုဖို့အိန္ဒိယတန်ယုံနေနဲ့ပန်းချင်းပြပုခဲ့တာဖြစ်ပြီး NLD ရုံးချုပ်မှာလက်ခံရယူသူမရှိတဲ့အတွက်ပိတ်ထားတဲ့ခြံဝင်းတကားရှိမှာပဲချထားခဲ့ရကြောင်းသိရပါတယ်။ဂုံပြူပန်းချင်းပြပုမှုနဲ့ပတ်သက်ပြီးသတင်းဌာနကတယ်လီဖုန်း၊အီးမေးလ်ကတဆင့်ဆက်သွယ်မိမြန်မှုတွေကိုအိန္ဒိယတန်ယုံဘက်မှတုံ့ပြန်ဖြေကြားခြင်းမရှိသေးတော့လဲ။ပန်းချင်းပြပုမှုမှန်ကန်ကြောင်းသတင်းဌာနကိုအတည်ပြုပါတယ်။ ဒေါအောင်ဆန်းစုကြည်မွေးနေ့ကွန်ပျူတာပန်းချင်ပြပို့ခဲ့တဲ့ဇွန်လ19ရက်မှာအိန္ဒိယတန်အမတ်ကြီးကစစ်ကောင်စီစားလုံရင်ဝင်ကြီးဦးမျိုးတန်နဲ့နေပြည်တော်မှာတွေ့ဆုံဆွေးနွေးချိန်မှာလည်းတိုက်ဆိုင်လျက်ရှိပါတယ်။တွေ့ဆုံမှုမှာနိုင်ငံပူးပေါင်းဆောင်ရွက်နေတဲ့လမ်းပန်းဆက်သွယ်ရေး၊နေဆက်ကုန်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကုန်စည်စီစဉ်မှုပုံမှန်မြန်ဆန်ချောမွေပြီးလူမှုစည်းဝါဘဝတိုးတက်စေဖို့ခီးသွွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေဖို့အတွက်အိန္ဒိယရဲ့ကုညီထောက်ပံ့မှုတွေနဲ့ဆောင်ရွက်နေတဲ့လမ်းတံတားအစစ်မြင့်တင်ခြင်းဆိုင်ရာကိစ္စရပ်များစသဖြင့်ဆွေးနွေးခဲ့ကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။ ်ငလီဘီနဲ့ပတ်သက်ပြီးအိန္ဒိယအစိုးရကစစ်ကောင်စီကိုကူညီကင်ဆင်အထောက်ပံ့များပြန်လည်ထူထောင်ရေးအတွက်ဘီလက်မြေအပါဝင်အလူငွေများကူညီထောက်ပံ့ပေးခဲ့ပါတယ်။ဒေါအောင်ဆန်းစုကြည်ကစစ်တပ်အာဏာသိမ်းတဲ့2021ဖေဖော်ဝါရီလကလေးကဖမ်းဆီးခံရပြီးတဲ့နောက်ပုံမှန်အမျိုးမျိုးနဲ့ဆွဆွဲတရားစွဲခံရပြီး ထောင်ဒဏ်33နှစ်ထိချမှတ်ခံရပြီးအကျဉ်းချခံထားပါတယ်။ဒါကြောင့်အခုနှစ်မွေးနေ့ကစစ်အာဏာသိမ်းပြီးအချုပ်နောက်များကြာက၅ချိန်မြောက်ကျင်းပတဲ့မွေးနေ့ဖြစ်ပြီး၎င်းကိုမြည်တိနေရာမှာအကျဉ်းချထားကြောင်းထုတ်ပေါ်ပြောဆိုခြင်းမရှိတဲ့ပြင်ရ ေ့နေများမိသားစုဝင်များနဲ့လည်းတွေ့ဆုံခွင့်ပိတ်ပင်ထားပါတယ်။ဒေါ်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့နဲ့မိတ်ဆွေတို့ကတော့အသက်80ပြည့်ဝန်းကျင်အတွက်၎င်းရုပ်ပုံပါကိတ်မုတ်တစ်လုံးနဲ့ဓာတ်ပေါက် ပွဲတချို့ကိုဇွန်လ16ရက်ကလေးကထောင်ဝင်စားအပြင်ကြိုတင်ပြဖို့ခဲ့ကြောင်းရှင်းနေဖွဲ့နဲ့နိစက်သူတောင်းကပြောပါရီနိုင်ငံပါတီများမှတ်ပုံတင်ခြင်းဥပဒေအရနိုင်ငံပါတီဖြစ်ပြန်လည်မှတ်ပုံတင်ခြင်းမရှိလို့ဆိုပြီး2023မှာ NND ပါတီအပါဝင်ပါတီ40ကျော်ကိုစစ်ကောင်စီကပယ်ဖြတ်ကြောင်းကြေညာသလိုရန်ကုန်မြို့ရှိ NND ရုံးချုပ်မှာလည်းချိတ်ပိတ်သိမ်းဆဲခံရတယ်လို့ယူဆကြောင်းသတင်းမှဖော်ပြပါရှိပါရှင်